ဒီပုံစံမှာဆိုလို့ရှိရင်9ဘိုင်း3ဘိုင်းအပေါင်း3.2ဒီမှာဆိုလို့ရှိရင်ပိုင်းဂိန်းကိုဒသမဂိန်းပြောင်းပြီးရင်တွေ့မှာနော်ပိုင်းဂိန်းကိုဒသမဂိန်းရင်ပြောင်းမယ်မှာလို့ရှိရင်9ဘိုင်း3ဘိုင်း9ဘိုင်း3ဘိုင်းကိုစားမယ်စားမနော်စားတဲ့ချိန်မှာဆိုလို့ရှိရင်9တုံးရလီ3ည3ချဒသမ2 5 6လီ30ဆိုပြီးတော့3ည လို့ရှိရင်3ညရသမ6ရမှာဖြစ်ပါတယ်9ဘိုင်း3ဘိုင်းဒီ3ညရသမ6လို့ရှိရင်9ဘိုင်း3ဘိုင်း3ညရသမ6 3ညရသမ2နဲ့ပေါင်းလိုက်တော့သူရဲ့ဖြေက3ညရသမ8ဒါကိုအပိုင်းဂိမ်းကနေပြီးတော့ဒသမဂိမ်းပြောင်းပြီးတွေ့တဲ့ပုံစံလေးပေါ့နော်နောက်ဒီပုံစံကိုပဲဒီပုံစံကိုပဲအပိုင်းဂိမ်းပြောင်းပြီးတော့တွေ့မယ်9ဘိုင်း3ဘိုင်းအပေါင်းသူဒီဒသမတနေရာဖြစ်တဲ့အတွက်ကြောင့်10ပိုင်း2ပိုင်းရမှာဖြစ်ပါတယ် လို့ရှိရင်ဒီမှာဆိုလို့ရှိရင်ပိုင်းကျင်၅ကို30ဖြစ်အောင်ဆိုလို့ရှိရင်ဒီ၅ကိုနင့်နေမြောက်မယ်ဒီ၃ကိုလည်းပဲနင့်နေမြောက်မယ်ပေါင်း10ပိုင်း2ပိုင်းရှင်းလိုက်တော့၅နဲ့ဒီ30 3နဲ့6ပေါင်း10ပိုင်း2ပိုင်းဒီလိုမျိုးဖြစ်သွားမယ်ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်သူကပိုင်းခြေ2ရတဲ့ဖြစ်တဲ့အတွက်ကြောင့်ပိုင်းခြေ2တစ်ခုကြီးပေါ့နော် ိုင်းခြေ2ကတော့ဘိုင်းခြေ2တစ်ခုယူပေါ့နော်ဘိုင်းခြေ2တစ်ခုယူတော့7ဘိုင်း6နဲ့2နဲ့ပေါင်းလိုက်တော့6အပေါင်းနေလို့ရှိရင်7ဘိုင်း8ဘိုင်းဖြစ်သွားမယ်ဒီနေရာမှာကျင်းလိုက်မယ်နေ့4လီ8နေ9လီ10သူရဲ့ဖြည်ဒီပါရဆို9ပိုင်း4ပိုင်းရမှာဖြစ်ပါတယ်လို့ရှင်အပိုင်းဂိမ်းနဲ့တွေ့ရင် ဒီအဖြေရပြီလို့ရှိရင်ဒသမနဲ့တွဲ့ရင်ဒီအဖြေရမှာဖြစ်ပါတယ်နော်တူတူပါပဲဒီမှာ3ဒသမ8ကိုပိုင်းကိန်းပြောင်းရင်လည်း10ပိုင်း10ပိုင်းရမှာဖြစ်ပါတယ်10ပိုင်း10ပိုင်းကိုကျင်းလိုက်ရင်9ပိုင်း4ပိုင်းရမှာဖြစ်ပါတယ်နော်သူ့ကိုဒီမှာရှိနေတဲ့အခါကိုဒသမနဲ့အရင်တွဲ့မယ်ဒသမနဲ့တွဲ့မယ်3ဒသမ9အပေါင်းသူဒီ1ကို4နဲ့စာလိုက်တော့3ဒသမ25ရမှာဖြစ်ပါတယ်နော် ကြာနေမှာဆိုလို့တန်းရေးလိုက်ပြီးပေါင်းလိုက်ပြီးတုံညာတသမခေါ်900ရမှာဖြစ်ပါတယ်ဒါကကြတော့အာတသမနဲ့တွက်တဲ့ဟာเนาะပိုင်းကိန်းနဲ့တွက်မယ်သူဒီတသမတနေရာဖြစ်တဲ့အတွက်ကြောင့်10ပိုင်း9ပိုင်းပေါင်း4ပိုင်း2ပိုင်းဒီလိုမျိုးဖြစ်သွားမယ်เนาะမျိုးဖြစ်သွားတော့သူ့ကို10ညှိလည်းရတယ်ဒါမှမဟုတ်9ညှိ 20ညှိလိုက်ရတာเนาะ9ညှိလိုက်ရအစင်းပြီးတလို့20ပဲညှိလိုက်တော့မယ်30ကိုနင်းနေမြောက်9ကိုနင်းနေမြောက်အပေါင်း4 5လီ20တင်5လီ9လို့ရှိရင်20ပိုင်10ပိုင်အပေါင်း4 5လီ20ပိုင်းစီ2တော့တစ်ခုယူလိုက်တယ်ဘယ်လိုရှိဒီမှာဆိုလို့ရှိရင်15ကျင်းလိုက်မယ်93လီ15 5လေး20သူ့ရဲ့အဖြေကဘယ်လောက်ရလဲဆို4ဘိုင်း3ဘိုင်းရမှာဖြစ်ပါတယ်လို့ရှိရင်ဒီမှာသူများတမခွန်ခွန်5ကိုဆိုလို့ရှိရင်ဒီ4ကို3ကို4နဲ့စားလိုက်ရင်လည်းသူများတမခွန်5ရမှာဖြစ်ပါတယ်နော်အဲဒါဆိုဒါမှနဲ့တော်တဆိုရှင်ဒီလိုရမယ်အဲဘိုင်းကိန်းနဲ့တွေ့ရင်ဒီလိုရမှာဖြစ်ပါတယ်နော်